ီနေ့မှာတော့ကိုယ့်ရဲ့ crash ရဲ့ crash နဲ့ပတ်သက်ပြီးတော့ဗောနော်သူအခုချိန်မှာဘာတွေဖြစ်နေလဲဘာတွေလုပ်နေလဲသူဘာတွေစဉ်းစားနေလဲဆိုတာနဲ့ပတ်သက်ပြီးတော့ reason လေးတစ်ပုဒ်ကို fill up ပေးတော့မှာပဲဖြစ်ပါတယ်ဒီနေရာမှာကိုက crash နေတာလည်းဖြစ်နိုင်တယ်သူ့ဘက်ကကိုကို crash နေတာလည်းဖြစ်နိုင်တယ်ကိုနဲ့ reason လေးဖြစ်တာကိုယူပါနော်အခုဒီရပိုင်းအတော်တွင်းထဲမှာ follower လေးတွေကအဲ့ crash ရဲ့ အကြောင်းကိုစဉ်းစားမိနေတယ်။ပြီးလို့ရှိရင် သူနဲ့ပတ်သက်တဲ့အကြောင်းတွေခေါင်းထဲရောက်လာနေတယ်ပေါ့နော်။အဲ့တော့ပြီးလို့ရှိရင်သူနဲ့ပတ်သက်တဲ့အကြောင်းတွေကို ကိုကအရင်တွေးဖြစ်နေတယ်ဒီရက်ပိုင်းအတော်တွင်နှစ်ရက်သုံးရက်အတော်တွင်လေးထဲမှာပဲသူနဲ့ပတ်သက်တာတွေကိုကအများကြီးစဉ်းစားမိနေတယ်ဆိုရင်တော့ဒီ reading လေးကသင်ရတဲ့ဖြစ်ပါတယ်။အဲ့တော့ energy ထိဆက်ဖို့အတွက်သူ့ရဲ့နာမည်ကိုကိုယ့်ရဲ့စိတ်ထဲကနေပြီးတော့၃ချိန်ရေးရွတ်လိုက်ပါ collective reading ဖြစ်တဲ့အတွက် follower လေးတွေရဲ့ energy ကိုအရင်ဆုံးကြည့်ပေးပါမယ်နော် follower လေးတွေကအခုချိန်မှာအဲစိတ်ကူးကြံဉာဏ်တည်တည်ရနေတယ်ပေါ့နော်ကိုလုံးနေတဲ့အလုံးမာတော့လကောင်ကိုတခုခုလုပ်ငန်းတခုခုစတင်ခြင်းနဲ့စတင်ခြင်းတာဒါမှမဟုတ်ကိုရဲ့လက်ရှိလုပ်နေတဲ့အလုံးတခုခုအပေါ်မှာထပ်ပြီးတော့စမ်းသစ်ပြီးတော့ လုပ်ဖို့အတွက်ပေါ့နော် idea အသစ်ကလေးတွေရနေတာကိုတွေ့ရတယ်ပေါ့နော်တချို့လေးတွေဆိုရင်လေကိုယ်မှာ idea တွေကအများများနှောင်းပြီးတော့လေဘယ်ကနေစလုပ်လို့လုပ်ရမှန်းမသိပဲနဲ့ဖြစ်နေတတ်တယ်နော်အဲ့လိုမျိုး energy လေးကိုလည်းတွေ့ရတယ်ပေါ့ပြီးတော့နောက်တစ်ခုကကြတော့ဒီ follower လေးတွေကအခုချိန်မှာဆိုရင်ပေါ့နော်ကိုယ့်ရဲ့ idea တွေကိုအသုံးပြုပြီးတော့ကိုယ့်ရဲ့ဘဝတိုးတက်ရေးကိုယ့်ရဲ့အောင်မြင်မှုအဲ့အရာတွေအတွက်ကိုကိုကအဲဘယ်လိုပြောမလဲအကောင့်ထဲပေါ်ဖို့ စဉ်းစားနေတယ်ပေါ့နော်အကောင့်ထဲပေါ်ဖို့ပဲအခုချိန်မှာစဉ်းစားနေတယ်ပြီးလို့ရှိရင်အရင်တုန်းကဆိုရင်ပေါ့နော်ဒီ follower လေးတွေကကိုလိုရမယ့်အရာတွေကိုမလုပ်ဖြစ်ဘူးအာပြင်းနေတာတော့အချိန်ဆွဲနေတာတော့အချင်းကိုပုံရွှေတီရွှေလုံးနေတာတို့တခုခုဆိုစင်ကြီးတွေပေးပြီးတော့ဘာမှမလုပ်ဖြစ်ပဲနေတာတို့အဲ့လိုမျိုးလေးတွေလုံးနေခဲ့တဲ့အချင်းကာလတခုရှိခဲ့နေပြီပေါ့နော်အခုအဲ့လိုမျိုးတွေမလုပ်တော့ဘဲနဲ့ကိုဘာလုပ်ရမလဲကို ဘဝအတွက်ဘာတွေကအကျိုးရှိတာလဲဆိုပြီးတော့တေချာလေးစဉ်းစားပြီးတော့ကိုယ့်ဘဝကို အစအအရင်လိုပြင်းမနေတော့ပဲနဲ့ပေါ့နော်ကိုလုံးစရာရှိတာတွေကိုစတင်ပြီးတော့လုပ်ကံမှုအတွက် idea အသစ်တွေနဲ့ရှေ့ဆက်ဖို့ကြိုးစားနေတယ်အဲ့တော့အခုချိန်ထိ energy ကြိုက်တယ်ဆိုရင်တော့ DVD ကိုဆက်ကြည့်လို့ရပါပြီအဲ့တော့ဒီကိုယ့်ရဲ့ crush ပေါ့နော်အာသူက အခုချိန်မှာဆိုရင်ပေါ့နော်သူ့ဘဝထဲမှာဘယ်လိုပြောမလဲမထင်မှတ်တဲ့အကြောင်းအရာတွေတောက်လျှောက်ဖြစ်နေတယ်ပြဿနာတွေအများကြီးသူ့ဘဝထဲမှာဝင်ရောက်လာနေတယ်ပေါ့နော်ပြောရလို့ရှိရင်သူ့ကိုထောက်ခံတဲ့သူမရှိတာသူ့တယောက်တည်းဖြစ်နေတာဒါမှမဟုတ်ရင်သူ့မှာပေါ့နော်မိသားစုနဲ့တော်လည်းကောင်းသူ့ရဲ့လူဖော်ကိုင်ပဲနဲ့တော်လည်းကောင်းအာသူ့တယောက်တည်းအဲကွဲထွက်နေတာမျိုးပေါ့နော်သူတယောက်တည်းကွဲထွက်နေတာလိုမျိုးဖြစ်နေတတ်တယ်အဲပြီးလို့ရှိရင်သူ့ရဲ့ဘဝထဲမှာ တစ်ခုခုကိုလုပ်ဖို့အတွက်ပေါ့နော်ဖိအားဖိအားတစ်ခုခုရုပ်တရက်အခုဒီရက်ပိုင်းတော့တွင်နေနေမှာပဲသူကကြုံတွေ့နေရတယ်ပေါ့နော်ပြီးလို့ရှိရင်သူ့ရဲ့မိသားစုတွေနဲ့သူကစကားများနေတာမျိုးရန်ဖြစ်နေတာမျိုး အမြင်မတူတာမျိုးတွေသူကကြုံတွေ့နေရတယ် ူလုံးချင်တဲ့အရာတွေကိုသူ့မိသားစုကနေပြီးတော့လက်မခံနိုင်တာမျိုးဒါမှမဟုတ်ဘူးဆိုရင်သူ့လုံးနေတဲ့အရာတွေကိုသူ့ရဲ့လုပ်ဖို့ကံပက်တည်းမိတ်ဆွေတငယ်ချင်းတွေကနေပြီးတော့သူ့နဲ့အမြင်မတူတဲ့အတွက်စကားများတာမျိုးတွေအဲ့လိုမျိုးတွေကြုံတွေ့နေရတယ်ပြုလို့ရှင်သူ့ဘဝထဲမှာပေါ့နော်မထင်မှတ်တဲ့အကြောင်းအရာတွေပေါ့အဲ့လိုအကြောင်းအရာတွေသူ့ဘဝထဲကိုတစ်ခုပြီးတစ်ခုရောက်လာနေတာကိုလည်းတွေ့ရတယ်။ဒါပေမဲ့သူကဘလို့ပဲဖြစ်နေနေသူ့လုံးချင်တဲ့ဟာကိုသူမဖြစ်ဖြစ်အောင်လုပ်မယ်ဆိုတဲ့ စိတ်မျိုးကိုသူမွေးထားတယ်ပေါ့နော်ပြီးလို့ရှင်သူ့ကိုယ်သူလည်းယုံကြည်မှုရှိနေတယ်သူလုပ်ကိုလုပ်နိုင်မယ်ဆိုတော့စိတ်မျိုးသူ့မှာအပြည့်အဝရှိနေတယ်တတ္တိလည်းအပြည့်အဝရှိနေတယ်ပေါ့နော်သူကိုယ်တိုင်လည်းသူ့ကိုယ်သူယုံကြည်မှုတွေအပြည့်အဝရှိနေတယ်ပြီးလို့ရှင်ပေါ့နော်သူကအခုချိန်မှာစေဝါးရေးလုပ်ချင်နေတယ်ပတ်စံရှာခြင်းနေတယ်ပြီးလို့ရှင်သူကအမ်အလောက်တစ်ခုခုကိုလုပ်ဖို့အတွက်ကိုသူ့ အလုံးတစ်ခုခုကိုသူသိချာအကောင့်ထပ်ပေါ်ပြီးလုပ်ဖို့အတွက်ကိုသူစဉ်းစားနေတယ်ဒါစီးပွားရေးလည်းဖြစ်နိုင်တယ်ဒါမှမဟုတ်ဘူးဆိုရင်အလုံးတစ်ခုခုကိုအအစ်စ်ပြောင်းတာလည်းဖြစ်နိုင်တယ်ပေါ့နော်တချို့ဆိုရင်ဟိုနိုင်ငံခြားဟိုသွားပြီးတော့အလုံးလုံးတာလည်းဖြစ်နိုင်တယ်ပေါ့နော်အဲ့အတွက်သူကအဲ့အတွက်ကိုသူကြိုးပမ်းနေတယ်ပေါ့အဲပြီးလို့ရှိရင်သူစိတ်ထဲမှာပေါ့နော်သူ့ရဲ့အတွေးအတွေးအတွေးတွေကနည်းနည်းလေးအတွေးတွေတော့များနေတယ် အတွေးတွေများနေတယ်ဆိုတာကလည်းပါလဲဆိုတော့သူ့မှာငဲ့ညာစရာတွေကလည်းအများကြီးရှိတယ်ပေါ့နော်အဲ့ဒါနဲ့ပတ်သက်ပြီးသူအတွေးလေးတွေတော့များနေတယ်ဒါပေမဲ့အခုချိန်မှာသူကသူ့ကိုယ်သူယုံကြည်မှုကတော့ရှိနေတယ်ပြောရရင်အားလုံးနဲ့အတိုက်ခံလုပ်ပြီးတော့သူကသူ့ဘဝအတွက်သူလုပ်ချင်တဲ့အရာတွေကိုသူဦးစားပေးပြီးလုပ်ကင်သွားမှာကိုသူတွေ့ရတယ်ပေါ့နော်အဲ့လို energy မျိုးကိုတွေ့ရပါတယ် ပြီးတော့နောက်တစ်ခုကကျတော့သူကလေဒီရပိုင်းတော်တွင်ထဲမှာမှသူအလုပ်အသစ်ရထားတာလည်းဖြစ်နိုင်တယ်။ဒါမှမဟုတ်ဘူးဆိုရင်အလုပ်လုပ်ငန်းတစ်ခုခုစီးပွားရေးတစ်ခုခုကိုလုပ်ကင်မှုအတွက်တခြားသူတယောက်ယောက်နဲ့ပေါ့နော်။သူပူပေါင်းပြီးတော့လုပ်မှလည်းဖြစ်နိုင်တယ်ပေါ့နော်။လောလောဆယ်အခြေအနေရဆိုတော့သူကသူ့ကိုယ်သူအရင်ကိုယုံကြည်မှုတော့ရှိနေတယ်ဒါပေမဲ့သူ့မှာအတိုက်ခံနေတော့အများကြီးဖြစ်နေတာကိုတွေ့ရတယ်ပေါ့နော်။ ပြီးတော့သူ့ရဲ့စိတ်ကူးတွေမှာပေါ့နော်ဒီအချစ်ရင်းနဲ့ပတ်သက်ပြီးတော့ဆိုရင်အခုဒီရဘိုင်းတော်တွင်းထဲမှာတော့သူကိစ္စနဲ့သူရှုံနေတာပေါ့နော်ဒါပေမဲ့သူအချစ်ရင်းနဲ့ပတ်သက်ပြီးတခါတရံမှာသူစဉ်းစားမိတာရှိရဲသူ့ရဲ့စိတ်ကူးရင်အိမ်မက်ထဲမှာသူလိုချင်တဲ့ပုံစံမျိုးပေါ့နော်သူလိုချင်တဲ့ချစ်သူပုံစံမျိုးတွေကိုသူစိတ်ကူးရင်နေရာတည်းရှိရဲပေါ့နော်ပြောရရင်အဲ့ဒါကဒီ follower လေးတွေနဲ့ပတ်သက်ပြီးတော့သူစိတ်ကူးရင်နေတဲ့ energy ပုံစံမျိုးကိုတွေ့ရတာပေါ့နော်အဲ့တော့ဒါကသူ့ရဲ့ energy ဖြစ်တယ်ပြီးတော့နောက်တစ်ခုကပေါ့နော်သူကအခုလက်ရှိအခြေအနေမှာပေါ့နော်သူ့မှာအာဘယ်လိုပြောမလဲ relationship ပေါ့တခုသူ့မှာရှိနေလဲဆိုရင်အဲ့ relationship နဲ့သူ ਨੇ သူကအဆင်မပြေဖြစ်နေတယ်အဲ့ relationship နဲ့ရတယ်သူကပြတ်တော့မဲ့အနေအထားမှာတွေ့ရတယ်ပေါ့နော်အဲ့ဒါနဲ့ပတ်သက်ပြီးတော့လည်းသူ့မှာသူ့စိတ်ထဲမှာအဆင်မပြေဖြစ်နေတာတွေကိုတွေ့ရတယ်ပေါ့အဲ့ relationship နဲ့သူ အကြောင်းအရာပေါ့နော်အကြောင်းအရာအဲ့လိုမျိုးမထင်မှတ်တဲ့အကြောင်းအရာလေးတွေနဲ့ပဲသူအဲ့ relationship နဲ့ပြတ်ဆဲသွားတတ်တယ်ပေါ့နော်ဒီရက်ပိုင်းအတော်အတွင်းဒီလာပိုင်းအတော်အတွင်းပေါ့နော်အဲအဲအတော်အတွင်းထဲမှာပဲသူအဲ့ relationship နဲ့သူပြတ်ဆဲသွားနိုင်နေပေါ့နော်အဲ့တော့ဒီ crush အနေနဲ့ကိုယ့်အပေါ်မှာဘယ်လို action တွေယူလာမလဲကိုယ်နဲ့ပတ်သက်ပြီးသူကဘာတွေတွေးနေလဲဆိုရင်အာသူကနေအခုချိန်မှာ သူနဲ့ကိုနဲ့ကြားထဲမှာစီးတစ်ခုခုရှိကောင်းရှိနေလိမ့်မယ်။အဲ့ဒါကြောင့်မလို့သူကရှေ့ဆက်လို့မရဘူးဆိုတဲ့အနေအထားမျိုးကိုလည်းတွေ့ရတယ်။ပြီးလို့ရှိရင်ပေါ့နော်။ Ừm သူ့ဘက်ကတော့ကိုယ့်ကိုစိတ်ဝင်စားနေတယ်။ဒါပေမဲ့လည်းသူ့မှာအဲ့လိုပေါ့။သူ့မှာတားဆီးနေတဲ့အကြောင်းအရာတွေသူ့မှာအများကြီးရှိတယ်။တားဆီးနေတဲ့အရာတွေ၊ပြည့်ပင်နေတဲ့အရာတွေအများကြီးရှိနေတယ်။ပြီးလို့ရှိရင်ပေါ့နော်။သူကကိုယ့်စီကနေတစ်ခုခုသိချင်နေတယ်၊ကြားချင်နေတာလေးတွေလည်းသူ့မှာရှိတယ်ပေါ့နော်။အဲ့ဒါကိုလည်းသူစောင့်အောင်လေ။ ပြီးတော့နောက်တစ်ခုကကြတော့သူလေအခုဒီရပိုင်းတော်တွင်းထဲမှာသူအရင်စိတ်ညစ်နေရသူစိတ်ညစ်နေတယ်သူရဲ့စိတ်ကထွက်ပေါက်မရှိဘူးသူကိုယ်တိုင်သူသူ့ဟာသူလမ်းပြောင်းနေတယ်လို့ပဲပျောက်ဆုံးနေတယ်လို့ပဲပြောရရင်သူ့မှာအခုစောစောကပြောတယ်လို့ပေါ့နော်အတိုက်ခံနေတယ်အများကြီးရှိတယ်သူ့မှာ ဘယ်လိုပြောမလဲသူ့ဘက်မှာဘာမှမရှိဘူးသူတယောက်တည်းပဲအားလုံးကိုရင်ဆိုင်နေရတဲ့အနေအထားမျိုးတွေမှာသူဘယ်လိုပြောမလဲသူ့ကိုယ်သူပျောက်ဆုံးနေတယ်လို့ခံစားရတယ်ပေါ့နော်အဲ့ဒါကြောင့်မလို့လဲအဲ့လိုမျိုးပျောက်ဆုံးနေတဲ့အချိန်မှာအဲသူ့အပေါ်မှာနားလည်ပေးတဲ့ relationship ပုံစံလေးတစ်ခုကိုသူ့စိတ်ထဲကနေလိုချင်နေတယ်ဒါပေမဲ့သူ့မှာအခု တချို့ဒီရာခိုင်နှုန်းတော်တော်များများသူ့မှာလက်ရှိမှာ relationship တစ်ခုရှိကိုရှိတယ်ဒါပေမဲ့အဲ့ relationship ကသူ့ပေါ်မှာအပြည့်အဝနားမလည်တဲ့ relationship မျိုးဖြစ်တယ်အဲ့ဒါကြောင့်မလို့အာပြီးတော့အဲ့ relationship နဲ့ကလည်းသူ့နဲ့ကလုံးဝကိုအဆင်မပြေဖြစ်နေတယ်음ပြတ်ပြတ်ဆဲပြတ်ခါနီးအနေအထားကိုရောက်နေရပါတော့အာပြီးတော့သူ့ရဲ့စိတ်ထဲမှာအခုချိန်မှာပေါ့နော်အဲ့ သူ့ရဲ့ relationship ကိုအဲ့လောက်ကြီးကြီးအာရုံမရောက်တော့ဘဲနဲ့သူ့ရဲ့စိတ်ကူးထဲမှာပဲ relationship သူလိုချင်တဲ့အချစ်ပုံစံမျိုးကိုသူကစိတ်ကူးရင်နေတာကိုတွေ့ရတာပေါ့နော်ပြီးတော့ဒီ follower လေးတွေပုံမှာသူကအဲဘယ်လိုပြောမလဲဆိုတော့သူ့မှာချစ်တဲ့စိတ်တန်ရုံးစဉ်ဖြစ်တဲ့စိတ်ကလေးတော့သူ့မှာရှိရယ်ပေါ့နော် ပြောရရင်တော့သူသူက action ယူလာမလားဆိုတော့အခုချိန်မှာ action ယူမလာနိုင်သေးဘူး။ဘာကြောင့်လဲဆိုတော့နှစ်ယောက်ရဲ့ကြားထဲမှာ scene ရှိနေတယ်။ပြောရရင်သူ့ဘက်မှာ relationship ရှိလို့တော့၎င်းပေါ့နော်။အဲ့ဒါကြောင့်မလို့သူ့ဘက်ကနေပြီးတော့ action ယူမလာနိုင်သေးဘူး။ပြီးလို့ရှိရင်နောက်တစ်ခုကကျတော့ဒီနှစ်ယောက်ကသူ့ဘက်ကအများကြီးกว่าစီးဆောင်နေအဲသူ့ဘက်ကထိမ့်သိမ့်နေတဲ့ အနေအထားမျိုးကိုသူတွေ့ရတယ်ပေါ့နော်အဲ့တော့ကြတော့ဒီ action ယူလာမလားဆိုရင်တော့အချိန်စောင့်ကြည့်ဖို့လိုပါသေးတယ်အခုချိန်မှာတော့သူကအရန်ကို음ဆိတ်ရှုပ်ရတဲ့အခြေအနေတစ်ခုထဲမှာရှိနေပြီးတော့သူလုံရမဲ့အရာတွေကလည်းအများကြီးဖြစ်နေတယ်ပေါ့နော်အဲ့တော့ဒီနေ့ reading လေးကတော့ဒီလောက်ပါပဲအားလုံးကိုကျေးဇူးတင်ပါတယ် Namaste ပါရှင်